ဟယ်လိုမင်္ဂလာပါကျွန်တော်နာမည် points ပါဒီကနေ့အာဏာရှိနေတာဘာတူလဲဗျဒီကျွန်တော်ပြောရမယ့်အကြောင်းအရာကဤပညာနဲ့နိုင်ငံရေးပညာတွေတိုးတက်လာတာနဲ့မြန်နိုင်ငံရေးကဘလို့ပြောင်းလဲနေပြီးတော့ဤပညာတွေကအာဏာကိုဘလို့ချုပ်ခိုင်းထားပြီးတော့မှအဲ့ဒီနောက်ကွယ်ကလူတွေကအဲ့ဤပညာတွေနဲ့နိုင်ငံတနိုင်ငံဘလို့ထိန်းချုပ်ထားရလဲဆိုတဲ့ဟာကိုကျွန်တော်ပြောပြချင်တာပါနိုင်ငံရေးဆိုတာကတော့ညီလာခံတွေမိကွန်းတွေနဲ့လမ်းပေါ်မှာစံတပ်ပြမှုတွေအပေါ်မှာအားလုံးကို ပညာပဲကူးပြောင်းပြီးတော့ screen တွေထဲကိုရိုက်ထက်ခဲ့ပြီးတော့ကို score လုပ်တဲ့အချိန်တိုင်းမှာနိုင်ငံရေး priority တွေချင်းကပ်လာပြီးတော့ campaign တွေမှာ speech writer တွေမလိုတော့ဘဲနဲ့ data analyst လိုလာအပ်လာပြီးကျွန်တော်တို့ခုလက်ရှိသုံးနေတဲ့ social media Facebook ကတော့မှနိုင်ငံရေးရလက်ကြီးကိုတက်ရောက်မှုရှိနေတယ်ဆိုတဲ့အသေးပေတွေရှိသွားတယ်ဆိုတော့ကျွန်တော်တို့လက်ခံတာမှရမယ် technology company တွေကစီးပွားရေး company တွေမဟုတ်တော့ဘဲနဲ့သူတို့ကနိုင်ငံကြီးလို့ဖြစ်လာကြတယ် သူပြောတဲ့ဆုံးဖြတ်ချက်တစ်ခုတည်းနဲ့တည်င်းတွေမမြင်ရနိုင်တော့ဘဲနဲ့တော်လန်ရေးတွေကိုဖြစ်ပေါ်စေတာသူတို့ရဲ့ရဲ့လောက်ရက်တွေကအတွေးအမြင်တွေတောင်ပြောင်းလဲသွားနိုင်တယ်ဘာလို့လဲဆိုတော့သူတို့ဒီဒီ technology တွေရဲ့အနောက်ပိုင်းဖြစ်လာတဲ့ social media တွေရဲ့ပေါ်မှာ လူတွေရဲ့အာရုံခံစနစ်ကိုဘလိုကြီးတောင်မှပြောင်းလဲသွားအောင်လို့ဝါရမိုင်းတွေဖြတ်တာအရင်ပြင်လာတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံတကာလည်းဒီနည်းပညာကိုအပြည့်အဝသုံးချလာကြတယ် အထူးသဖြင့်စိုးမိုးရေးဖိနဲ့ရေးတွေနဲ့အစိုးရတွေမှာနှီးပညာတွေဟာကင်းကြွားဖို့အခက်အခဲဖြစ်နေပြီးတော့ဒီမျက်နှာကိုမြင်စေတဲ့စနစ်ဖုန်းတွေနဲ့ GPS online sensor ရှစ်တွေအကုန်လုံးသုံးလာကြတာ technology ပိုင်းတည်းကနေပြီးတော့ဒီနှီးပညာတွေအသုံးပြုနေတဲ့ military တွေရဲ့ assistant တခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအရင်ကဒီဥရောပမှာအမေရိကသုံးနေတဲ့ FBI တွေဒီနောက်ကွယ် lower ထောက်လန်းရေးတွေသုံးတဲ့ system ။ဘာလဲဆိုတော့ဒီဟာတွေက1964လောက်ကတည်းကနေပြီးတော့ဒီအုံနောက်ကိုတိုင်လိုက်ဆက်ကွင်းနေနဲ့ထိချုပ်ထားတဲ့ဟာ Magnetic Twin Genetic Interface for Neurodynamics အဲ့ဒါတွေကဒီလူတွေရဲ့အုံနောက်နဲ့အမေးပါးတွေအကုန်လုံးအာယုံခံစနစ်တခုလုံး control လုပ်ပြီးတော့ထိချုပ်ထားတဲ့ system တခု ပြီးရင်သူ့ရဲ့ပြောင်းလဲမှုတခုကကိုယ့်ရဲ့အတွေးခေါ်နဲ့ကိုယ့်ရဲ့ဘယ်လိုပြောမလဲကိုယ့်ရဲ့ခံစားချက်တွေအကုန်လုံး तू ကပြောင်းလဲပြစ်နိုင်လောက်တဲ့ဒီကို तू ကထိန်းချုပ်နိုင်တယ် အရင်တော့တော့ဒီ system တစ်ခုလုံးကို तू ကအုံနောက်မှာဟိုဟာဒီ skin ရိုက်တဲ့ဟာတွေကပ်ပြီးတော့ तू ကအသုံးပြတာအခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်ဘဲနဲ့ satellite ကို direct သွားပြီးတော့ဒီ satellite ကနေကပတ်ဝင်ရုံးစောတောင်ဝင်ရုံးစောမှာရှိတဲ့တန်လိုက်ဆက်ကွင်းတွေနဲ့ဒီဟာကြီးကိုတေချာလှုပ်ပြီးတော့မှလူတွေအပေါ်မှာတက်ရောက်နေအောင်လို့ तू ကထိန်းချုပ်နိုင်တဲ့ system တစ်ခုအထီးတောင်မှမြင်သွားတာအဲ့ဒီဟာဘာလို့အဲ့လိုကျွန်တော် တို့ဒီဟာကြီးကိုကောင်းကောင်းသိသွားလဲဆိုတော့ဒါတွေကျွန်တော်ဒီတိုင်းလက်တန်းပြောတာမဟုတ်ပါဘူးဒါကိုယ်ခဲတို့ဘာလို့မှအဲ့ဒီနီးပညာနဲ့ပတ်သက်ပြီးတော့မှဒီဟာတွေကျွန်တော်တို့လေ့လာရင်မှပြောပြတာပါအဲ့ဒီဟာဘာလို့အဲ့လိုလောက်တာလဲဆိုတော့ ဒီဟာကတော့အရင်ကတည်းကနေပြီးတော့ robot တွေကိုတီထွင်ဖို့အတွက် robot တွေကိုလူသားတွေရဲ့ own out system နဲ့ lab တွေကိုအတွက်သူတို့ကဒီနည်းပညာတခုကိုလေ့လာပြီးတော့မှဒါကြီးကိုတီထွင်ထားတာအခုကအဲ့ဒီ robot တွေမဖြစ်လာဘဲနဲ့အဲ့ဒီနောက်ကွယ်မှာဖြစ်နေတဲ့ထောင်လန်ရေးဆက်တွေမှာဒီ CID 3ဆက်တွေဒီ FBI 3ဆက်တွေကဘယ်လိုလုပ်ပြီးတော့ဒီဟာကိုသုံးရလဲဆိုတော့ခမရရဲ့တရားခံတယောက်ဆိုရင်ခမရရဲ့နှုတ်ပေါ်မှာရှိတဲ့စကားတွေအကုန်လုံးကလိန်နေတာလားဒါမှမဟုတ်ရင် ခင်ဗျာအမှန်မှန်ကန်ကန်ပြောနေတာလားဆိုတော့ system တစ်ခုကိုစင့်ရင်ねအဲ့ဒီ system တစ်ခုကိုရိုက်ထည့်ရင်တော့ तू ကဒီ system ကြီးတစ်ခုကိုတုံးလာတာအဲ့ဒီလိုမဟုတ်ဘဲね तू ကနောက်ပိုင်းဒီ Chinese တွေမှာတုံးလာတာရှိတယ်ဘာလဲဆိုတော့အဲ့ဒီ तू လူတယောက်ရဲ့မျက်နှာ skin ရိုက်ပြီးတော့ဒီလူကဘယ်လိုအချင်းစရိုက်ရှိပြီးတော့ဒီလူဒီဘယ်လိုနေရာမှာအလုပ်လုပ်နိုင်တယ်ဒီလူရဲ့အချင်းစာရိတာဘယ်လိုလဲဒီလူဒီဘယ်လိုပုံစံနဲ့လဲပတ်နိုင်တဲ့လူတယောက်လဲဆိုပြီးတော့သူတို့အဲ့လိုခွဲပြီးတော့မှသူတို့နိုင်ငံရဲ့အကျိုးဝင်တဲ့အပုံ တုံးပြီးတော့မှဒီလူရဲ့နေရာဒီလူရဲ့အဆင့်တန်းနဲ့ဒီလူရဲ့အခွင့်အရေးတခုကိုသူတို့ကလှုပ်ပေးတယ်အဲ့လိုပဲအဲ့လိုအကျင့်မကောင်းတဲ့လူတွေဒါမှမဟုတ်အမှုတွေများတဲ့လူပြီးရင်သူတို့ရဲ့နိုင်ငံရေးလမ်းစဉ်တခုလုံးလိုက်မခံနိုင်တဲ့လူတွေဆိုရင်သူတို့ကဘလို့အဆုံးသက်ပြည့်လဲဆိုတော့ဒီလူရဲ့ပိုင်ဆိုင်မှုအစားဘယ်နေရာဘယ်လောက်မှရပ်တန့်ထားတယ်ဆိုတဲ့ပုံစံနဲ့သူတို့ကအဲ့လိုအဲ့လိုစီမင်းစီကံနဲ့တောင်းတယ်ဒါတော့ community ward တခုရဲ့သူတို့ရဲ့ ရဲ့လမ်းစဉ်တစ်ခုပေါ့နော်ဒါတော့ကျွန်တော်တို့ဒီမိုကရေစီလမ်းစဉ်နဲ့ဘာမှမဆိုင်တဲ့အတွက်ဒါတွေကကျွန်တော်နောက်မှပြောပြပါမယ်အကုန်လုံးဒီ program တွေ system တွေအကုန်လုံးကဘယ်လောက်ထိဆွမ်းအမြင့်လာလဲဆိုတော့ဒီလူတယောက်ရဲ့မျိုးရိုးဗီဇာတစ်ခုတော့ပြောင်းလဲနိုင်တယ်ဘာလို့လဲဆိုတော့ဒီ system တစ်ခုဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေပေါ်မှာတက်ရောက်နေမှာကျွန်တော်စိတ်ပူလို့ပြောပြတယ်ဘာလို့လဲဆိုတော့ဒီနိုင်ငံရေးမူဝါဒလမ်းစဉ်တွေအကုန်လုံးကိုတေချာပေါက်ကင်တွယ်ပြီးတော့မှချဲလက်ထားတဲ့ဒါကဘာရဲ့ system တခုအဲ့ဒါဘာလို့ကျွန်တော်ဒီလိုပြောရလဲဆိုတော့တေချာစဉ်းစားကြည့်ပါ လူတယောက်ဒီလူတယောက်ကိုတတ်ဖို့အတွက်စိတ်ဖြစ်နေတယ်အဲ့ဒီစိတ်ဒီလူနောက်တယောက်မှလည်းရှိတယ်နောက်တယောက်မှလည်းရှိတယ်အဲ့ဒါဒီဒီအဲ့ဒါဖွဲ့စည်းတစ်ခုဖြစ်လာတဲ့အချိန်ကြာရင်ဒီဖွဲ့စည်းတစ်ခုလုံးကဒီလိုကြီးတပုံတည်းထားလို့တာဒါအမိတ်ဆိုပြီးတော့စကားကိုခင်ဗျားတို့သုံးပါလားဒါမှမဟုတ်ဒီ system တစ်ခုခုသုံးပြီးတော့များဒီလိုခိုင်းစေထားတာလားကျွန်တော်တို့ကအဲ့လိုတွေးတွေးကြည့်တွေးကြည့်စေချင်တာပါဒါတန်တရားဖြစ်ဖို့တော့မပြောပါဘူးတစ်ခါတလေကြာရင်ကိုလုံးနေတဲ့အလုံးနဲ့ကိုရဲ့အတွေ့အကြုံက ဘလို့တူလွဲတွေဖြစ်နေတဲ့အချိန်ကြာရင်ကိုကိုကိုနည်းနည်းသတိထားပါတော့။ဒါရတကဘာလုံးပေါ်မှာတက်ရောက်နေတယ်ဆိုတာတော့ဒီအခုဒါ20ရာစုနောက်ပိုင်းမှာဖြစ်လာတဲ့အရာတွေဘာဖြစ်လို့လဲဆိုတာဒီ space age ကနေလွတ်တင်လိုက်တဲ့ satellite ကနေပြီးအစားပြီးရင် NASA လွတ်တင်လာတဲ့ satellite ကအဲ့ဒီ satellite တွေရဲ့ဒီကဘာပေါ်မှာတက်ရောက်နေတဲ့စွမ်းအင်တွေထဲကနေပြီးတော့ကျွန်တော်တို့တည်ထားတဲ့ဟာလေးတွေပါ အဲ့ဒီနာမည်လေးတွေပါ DAD ဟာထွင်လာတာတော့1964လောက်ကတည်းကနေပြီးတော့သူတို့ဥရောပမှာထွင်တယ်1980မှာ American စတုံးတယ်1995လောက်မှာဒီကပကူရတမကဖွဲ့စီကနေပြီးတော့ဒီ program တွေတုံးပြီးတော့ဒါထောက်လန်ရေးဆက်တွေအကုန်လုံးကိုဒီလိုပုံစံနဲ့ပဲဖန်တီးထားပြီးတော့မှကပတစ်ခုလုံးပြန့်ထုတ်ပြီးတော့မှဒီလိုတုံးထားတာဟာဒီ နှစ်တရာအတွင်းမှာဖြစ်လာမဲ့ကမ္ဘာစေယီကိုကြိုပြီးတော့ကာဖို့အတွက်သူတို့လှုပ်ထားတဲ့အရာလို့ပြောတယ်အဲ့ဒါကိုကျွန်တော်တီလို့ပြောပြတာပါကျန်တဲ့ဟာတော့ကျွန်တော်တို့ကဒါလေ့လာပြီးတော့ပြောတဲ့အရာပါကျွန်တော်တို့ပါးစပ်ရရပြီးတော့ရှောက်ရှောက်ပြီးပြောလို့ရတဲ့အရာမဟုတ်ပါဘူးပြီးရင်အဲ့ဒီအရာကိုဘယ်လိုအခြေခံရလဲဆိုတော့အဲ့ဒါနာစီတွေရဲ့လမ်းစဉ်တစ်ခုရဲ့ပြီးရင်ကမ္ဘာရဲ့ empire တစ်ခုကိုဘယ်လိုတိမ့်ပိုက်ထားလဲဆိုတဲ့အရာတွေကနေပြီးတော့အဲ့ဒီ system လေးကိုဒီလိုတီထွင်ပြီးတော့မှလူတွေကအဲ့ဒီဟာကိုလေ့လာပြီးတော့မှ အဲ့ဒီဒီ system တွေနဲ့ AI တွေနဲ့သုံးပြီးတော့မှဒီ robot တွေပေါ်မှာ robot တွေမဟုတ်ဘဲနဲ့ဒီ program တွေအရင်ချရေးပြီးတော့မှဒီ program တွေရဲ့အလုပ်လုပ်ပုံတွေမှာလူသားတွေရဲ့အုံနောက်တွေကိုထည့်ပြီးတော့မှဒီလူတယောက်ရဲ့အတွေးခွန်နှုံးတွေအကုန်လုံးဟိုနောက်မတမာသူတွေကလည်းအကုန်လုံးခိုးချပြီးတော့အုံချတဲ့အထီကိုဖြစ်ကုန်တာတယောက်ရဲ့ plan ကိုတယောက်ခိုးပြီးတော့တုံးတဲ့အခြေအနေဒီအဲ့လိုတွေတော့ကမ္ဘာပေါ်မှာရှုပ်ရှက်ခတ်သွားတဲ့အခြေအနေတစ်ခုထိတော့ရောက်လာတာကျွန်တော်ရှင်းရှင်းလေးပဲပြောပြပေးပါစီဘယ်လိုလဲဆိုတော့ ဥရောပနဲ့အာရှရဲ့တိုးတက်မှုနှုန်းဟာအာရှမှာ Chinese ကလွဲလို့ကျန်တဲ့နေရာတွေမှာဘလို့ဖြစ်ပြီးတော့မှဒီနိုင်ငံငယ်လေးတွေရဲ့တိုးတက်မှုနှုန်းဒီ system တက်ရောက်နေတယ်လို့ကျွန်တော်ပုံဝင်လင်းလင်းပြောပြချင်တာကတော့ဘာဖြစ်လို့များကျွန်တော်တို့ရဲ့တိုးတက်မှုနှုန်းရဒီလိုကြီးကျဆင်းနေရလဲပေါ့နော်ငွေကြေးနဲ့လည်းဆိုင်တယ်လို့ဟိုဒီ system တွေနဲ့လည်းဆိုင်တယ်ဝါဒနဲ့လည်းဆိုင်တယ်ဥပဒေနဲ့လည်းဆိုင်တယ်ကျွန်တော်ပြောပြတာအဲ့လို့ ဒါကျွန်တော်တို့နိုင်ငံရေးအကြောင်းကိုပြောတာတော့မဟုတ်ဘူးဒီနိုင်ငံတွေတိုင်းမှာဖြစ်နိုင်တဲ့အရာကိုကျွန်တော်ပြောပြတာပါကျွန်တော်တို့မြန်မာလူမျိုးတွေပေါ်မှာမတက်ရောက်ဘူးဆိုတာမရှိဘူးအ ਨੇ နဲ့များတက်ရောက်နေတယ်ဆိုတာကိုကျွန်တော်သတိပေးချင်တာပါဥပမာကြည့်အောင်ကျွန်တော်တို့မြန်မာနဲ့တရုတ်ပဲကြည့်ပါတရုတ်နဲ့မြန်မာဘယ်လောက်ထိကွာဟလဲဆိုတာအင်းကြီးချင်းနိုင်ငံတနိုင်ငံနဲ့တနိုင်ငံဒီလောက်ထိတောင်မှဆင်းရဲနဲ့ချမ်းသာကွာဟွားရဲဆိုတာ ဒါကျွန်တော်တို့နိုင်ငံရဲ့ဒီမကောင်းတဲ့လူတွေကြောင့်လို့ပြောလို့ရတယ်လို့ဒီ system တွေကြောင့်လို့လည်းပြောလို့ရတယ်ဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လူမျိုးရေးကိုဒီ system နဲ့တေချာပေါက်ခွဲခြားထားနိုင်တယ်ဆိုတာကိုလည်းတည်ထားဖို့လိုတယ်ဗျ။ဒီကဘာပေါ်ကနေပြီးတော့ဒီနီလန်းစင်တွေအကုန်လုံးထဲမှာ robot ရိုဘော့တွေတီထွင်ထားတဲ့အကြောင်းရင်းနေရတဲ့အကုန်လုံးကလူတွေရဲ့အကျင့်စရိုက်နဲ့လူတွေရဲ့အပြုမှုတွေကိုဒီရိုဘော့တွေကနေပြီးတော့ဆန်းသက်ပြီးတော့မှဒီနိုင်ငံရေးလမ်းစဉ်တွေကြားထဲမှာဒီရိုဘော့အုံနောက်ရှိတဲ့ဒီ program တွေအကုန်လုံးချက်ချပြီးတော့ရေးပြီးတော့မှဒီနိုင်ငံရေးလမ်းစဉ်တွေကိုလူသားတွေအနေနဲ့မဟုတ်ပဲနဲ့ robot တွေနေနေရရောဘယ်လိုပုံစံနဲ့ခွဲခြားပြီးတော့မှဒီနိုင်ငံကြီးလမ်းစဉ်တွေကိုအကောင့်တဲ့ဘက်ကိုတွားတာဆိုးတဲ့ဘက်ကိုတွားတယ်ဆိုတဲ့ပုံစံတွေကိုဒါသူတို့သိပ္ပံပညာရှင်တွေစမ်းသပ်နေတာတွေရှိတယ်ဗျာ ဒီနိုင်ငံကနေပြီးတော့ဒီ program တွေကို၃၄၃၄ရှိတဲ့အရာတစ်ခုကဘာလဲဆိုတော့နိုင်ငံရေးလှုပ်ရှားသူတွေရဲ့အပေါ်မှာဒီ system နဲ့ထိန်းချုပ်ထားပြပြီးတော့မှဒီ water ဖြတ်တဲ့ system တစ်ခုကိုပါ ထက်ထက်ပြီးတော့တွဲတွဲပြီးတော့သုံးလေးရှိတယ်ဗျာအခုဒီဟာဒီအကြောင်းဒီကဘာစစ်ဖြစ်လာနိုင်တယ်လို့ဒီဟာဒီနဲ့ပဲကဘာစစ်ကိုပြန်ထိန်းနေကြရဲဆိုတာသိတယ်ဒါ digital war တစ်ခုကိုဆင်နွှဲနေရတယ်အခုကအပြင်မှာ war တစ်ခုဖြစ်နေတယ်လို့ဒီနီးပညာလမ်းကြောင်းတန်းမှာလည်း digital war တစ်ခုကတော့အများနဲ့ဖြစ်နေတယ်ဒါတွေကတော့ကျွန်တော်တို့ဒါဒါလေးလာလို့ဒါတည်ရတာပေါ့เนาะဒါပေမဲ့ဒီအပြင်မှာရှိတဲ့လူတွေကတော့ဒီကိစ္စတွေကိုတော့တော်တော်တာမန်ဟိုဟာတီးဖို့ဆိုတာတော့ခဲရင်မှကျွန်တော်ညီကောင်မောင်တို့မှာပြီးသူတို့ရရတဲ့ စေချင်လို့ကျွန်တော်ဒီအနေနဲ့ပြောပြတာပါပြီးရင်ကျွန်တော်ဒီစီမှာ comment အောက်မှာဒီကြောင်းတွေတီးချင်ကျွန်တော်လာမေးပါကျွန်တော် link တွေချပေးပါမယ်ဒီကြောင်းတွေတွားပြီးတော့လေ့လာလို့ရပါတယ်အဲ့ဆိုရင်အာနာဘမလဲမဲဆန္ဒရှင်လားဒီပရိုဘာလားမဟုတ်ရင်ကြည်နေတဲ့ light နှိမ့်နေတဲ့ scorer shit တွေလားကျွန်တော်တို့လားဤပညာနဲ့နိုင်ငံရေးကြားချိန်ဆမှုတွေမနေ့ဖြန်အတွက်အရေးကြီးဆုံး knowledge တစ်ခုကိုဖြစ်လာနေပြီနားလည်ထားဖို့အရေးကြီးတယ်နားမလည်ရင်ကွန်ပျူတာအမြန်နဲ့တူငါတို့ရဲ့အာနာလည်းပျောက်သွားမှာ ဒါကြောင့်မလို့ဘဝသူတော်ရစေခြင်းတဲ့စိတ်စေတနာနဲ့ပဲဒီနေ့ဒီ technology နဲ့ဒီနိုင်ငံရေးရာကိစ္စတွေကိုဘယ်လိုပတ်သက်နေလဲဆိုတာလေးကိုကျွန်တော်တို့မိတ်ဆွေညီကောင်မောင်နှမတွေအနားယူတဲ့အချိန်လေးမှာနောက်ထောင်လို့ရအောင်ကျွန်တော် sharing လုပ်ပေးတာပါ agent တို့ဘွားများပိုင်ဆိုင်ကြပါစေနောက်တစ်ပုံမှာတွေ့ကြရအောင်